အရင်တုန်းကချက်တစ်ထောင်နဲ့ဝင်လို့ရတဲ့ပစ္စည်းကိုအခုချက်နှစ်ထောင်မှဝင်လို့ရတာမျိုးကျုံးနေရပြီလားတင်းလာစားတော့တက်လာတယ်ဒါမဲ့ပို့ပြီးတော့ဆင်းရဲသွားသလိုခံစားရမှာလားဒီပြဿနာကို inflation ဝင်ကြီးဖောင်းပွားမှုလို့ခေါ်ပါတယ်ဒီနေ့တော့ကျွန်တော်ဒီ inflation ဆိုတာဘာလဲဘာကြောင့်ဖြစ်တာလဲပြီးတော့တင်းရဲ့စုဆောင်းထားတဲ့ငွေတွေကိုဘယ်လိုထိခိုက်စေလဲဆိုတာကိုကျွန်တော်တို့ရိုးရိုးရှင်းရှင်းလေးပဲကျွန်တော်လေ့လာကြည့်ကြအောင်အဲ့တော့ inflation ဆိုတာကအချိန်ကာလတစ်ခုတည်းမှာ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုဈေးနှုန်းတွေအဆက်မပြတ်မြင့်တက်လာခြင်းကိုသူကဆိုလိုတယ်။ပုံပြလွန်အောင်ပြောရမယ်ဆိုရင်သင်ရဲ့ပတ်စံတန်းမှုကျဆင်းသွားခြင်းပါပဲ။အဲ့တော့ဈေးတွေတက်တာပတ်စံများများထုတ်ပြီးတော့စက္ကူတန်မှုပဲရှိတဲ့ငွေတွေကိုလှက်ပတ်သုံးဆွဲနေတဲ့အခါမှာသူကဖြစ်တတ်တယ်။လူတိုင်းလူတိုင်းကပတ်စံတွေများများရလာမယ်။အဲပစ္စည်းတစ်ခုတွေကိုအပြိုင်ဆိုင်ဝယ်ကြတဲ့အခါမှာဈေးကတက်သွားတာပေါ့နော်။တောင်သူကကုန်ကျစရိတ်တွန်းတင်တယ်ကုန်ကျစရိတ်ကြောင့်တွန်းတင်တယ်လို့ခေါ်တယ်။တောင်စားစီတွေအဲကုန်ကျစရိတ်စတဲ့ ထုတ်လုပ်မှုငွေကြေးတွေတက်လာတဲ့အခါမှာနောက်ဆုံးစားသုံးသူစီကနေပြီးတော့ပြန်ပြီးတော့သူကဈေးကိုမြင့်ယူလိုက်ရတာပေါ့နော်။ဒါဈေးတင်လိုက်ရတာ။အဲ့ဘုံဘန်းဒါမှမဟုတ်အာနာပိုင်တွေကလိုအပ်တာထက်ပတ်စံတွေအများကြီးသူကရိုက်ထုတ်လိုက်တဲ့အခါမှာငွေကြေးတန်ဖိုးကညှော့ကျသွားတာဖြစ်ပါတယ်။ဒါကစီးပွားရေးတသက်မဟုတ်ပါဘူး။နိုင်ငံရေးနဲ့လည်းတိုက်ရိုက်သူဆက်ဆက်နေတယ်။ပရောမနံပါတ်၁ပြည်ယုံကြည်မှုဆုံးရှုံးခြင်းဝင်ချင်းတံမိုးထိချုပ်ပြရတဲ့အခါမှာအစိုးရဘုံယုံကြည်မှုတွေယုံနေလာတယ် နောက်နံပါတ်2နိုင်ငံတကာယင်းဒီမြုပ်နှံမှုတွေထွက်ခွာတယ်။ဝင်ချင်းပြည်ကြီးတဲ့နိုင်ငံမှာဘယ်သူမှလာရောက်ပြီးတော့ယင်းဒီမြုပ်နှံခြင်းမှာမဟုတ်ပါဘူး။နောက်နံပါတ်3စောင်းဝင်နေချက်တဲတွေသူတို့ပြည့်ဆေးရသားနဲ့ပုံသေးလာကစားတဲ့သူတွေရဲ့ဘဝကိုထိခိုက်ပြီးတော့နိုင်ငံရေးမြေချမ်းမှုတွေကိုဖြစ်ပေါ်စေတယ်။ဒီလို inflation တွေကိုတိုက်ပြဖို့ဆိုရင်နိုင်ငံရေးရောစီးပွားရေးရောမှန်ကန်တဲ့ဘဝရတွေနဲ့ရရှိစီမံခန့်ခွဲဖို့လိုအပ်ပါတယ်။တဲ့အနေနဲ့ဒီအခြေအနေကိုဘယ်လိုရင်ဆိုင်နေရလဲ။ ကွန်မန်မှာတင်းရဲ့အတွေ့အကြုံလေးကိုမျှဝေပေးခဲ့ပါဦး။နောက်ထပ်အစည်းအဝေးနဲ့နိုင်ငံရေးပုံသဏ္ဍာန်တွေသိရှိရမှုတွေကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ဟုတ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဆရာသိမ်းပါ